မင်္ဂလာပါခင်ဗျာမီဇီမာရဲ့မေလ20ရက်ဓမီဇီမာ prime time မီဇီမာသတင်းအစီအစဉ်ကနေကြိုဆိုပါလေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီဇီမာ wine တော်သူ wine တော်သားတွေကတင်ဆက်ပေးသွားမှာပါဒီနေ့ကြည့်ချူကြရမယ့်သတင်းတွေကတော့စေရဟရင်နှစ်စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ KIA ကအတည်ပြုလိုက်ပါတယ်တရုတ်ပိုင်လိုင်းဖြတ်တန်းရာနထိုးကြီးမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေတာခန့်တွေနေရဲစွန့်ခွာနေကြရပါတယ်အနာသိစကောင်စီက ရွှေခေါင်းလောင်းဆရာတော်ကို အမှု6မှုနဲ့ထောင်ဒဏ်16နှစ်ကျော်ချမှတ်လိုက်ပါတယ်။တပိတ်ချင်းကိုစစ်ကောင်စီကနှရဲဇက်တိုက်လေးချောင်းကနေတိုက်ခိုက်တာကြောင့်လူသေးဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်။နိုင်ငံတကာသတင်းဖတ်မှာတော့ဂါဇာဒေသအားလုံးကို ထိန်းချုပ်မယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်သွားဖို့ရှိနေပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်ကတော့ကချင်းပြည်နယ်ဗမော်မြို့နယ်အတွင်းမှာစစ်ကောင်စီလေတပ်က စေရဟရင်နှစ်စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ကချင်းလွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကမီစီမာကိုအတီးပြုပြောပါတယ် ဗမော်မြို့အခြေစိုက်တဲ့စစ်ကောင်စီရဲ့စကခ21ထဲကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဲ့စစ်ရဟရင်3စီးတွေကနှစ်စင်းကို ပြစ်ချနိုင်ခဲ့တာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဗိုလ်မှူးကြီးနော်ဘူးပြောတဲ့အင်တာဗျူးအပြည့်အစုံကိုနားဆင်ကြည့်အောင်ပါခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ညနေပိုင်းတင်တာတော်တယ်ကျွန်တော်တို့ပြတာရတော့ ဟိုဒီနေရာတော့ပုံမတော့ပတ်နေတဲ့စစ်ဌာနတုံးနာမှာသူစစ်တဲ့အင်မတော်လို့ဝိုက်စ်တာစစ်ပါတယ်ငါပေါ်ရတော့အဲ့ဒီအနည်းကတော့အဲ့ဒီတို့ကအဲဒိဋ္ဌနာမင်းတို့အဲတပိယသေးပါဘူးစစ်တကတော့ပုံပြီးတင်းတဲ့ကျတာသတိထိသွားတာဒီကတော့ဒီတော့ဒီကအဲဟိုဘုံဒီကကတရားတော့ 成都包包不给不？现在买的，哪里听见了？去义乌，那发达的地带，什么高铁、高铁站，每天都是人来人往，每天那很多的，甚至别的大妈、老头、老太加好干好干些。 ဝင်လေးကျပထမပိုင်းလေဆရာပြောထားတာဒီအာဗမော်မှာလေချောင်းရောင်မကာကွယ်နိုင်တဲ့အခြေအနေဖြစ်နေလို့တိုက်ပွဲကြာရှည်နေရလို့လည်းပြောထားရှိရောလေလက်ရှိကဒီပြစ်ချနိုင်နေဆိုတာအရင်ကသုံးနေကြလက်နက်တွေပဲလာပေါ့နော်ဒါမှမဟုတ်ဟိုတခြားထပ်ပြီးတော့ဟိုအစစ်မြင့်ထားတဲ့လက်နက်နဲ့ပြစ်ချနိုင်တာမျိုးလားဆရာဘလို့အခြေအနေမျိုးလဲမလဲအဲ့ဒါကတော့ကျွန်တော်တို့လည်းအာကျွန်တော်မတားပြရပါဘူးနော်အဲ့ဒါတို့လည်းအဲ့ဒါပြောတော့တာဖြစ်ရအောင်ဘိုက်တက်လို့ပဲ အဲတော့ပါလေနော်ကျွန်တော်တို့ကြားတဲ့လည်းနဲ့ဒီကနေ white တာပေါ့အဲဒါနဲ့ဆုံးမပြရလို့ပြောပါပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီကူလာပူတယ်လာပူတဲ့ကအပေါ်မှာစင်တဲ့မဲ့ပြနေရဟုတ်ကဲ့ဒီကတော့အဲပြနေလို့မှတရားတော့မစင်တဲ့နိုင်တဲ့သဘောရှိတယ်အဲ့ဒီညမှာပြတာပြပါလေဟုတ်ကဲ့ဟုတ်ကဲ့အဲအခုပါပဲနေ့တိုင်းအဲဘယ်လိုရှိပါလဲဒီကကျွန်တော်တို့ ဲဒီဒီမာဂျင်တက်ပေါ်ကျလာအလောက်မဟုတ်ဘူးဒါမှကျွန်တော်ရှိတဲ့စမတို့ကအဲလေတောင်းနဲ့ပုံချက်တက်ခိုက်တာတော့နေတိုင်းရှိပါတယ်ဟုတ်ကဲ့အခုနောက်ထပ်သတင်းတပုတ်ကတော့မန္တလေးတိုင်းမြင်းချံခရိုင်အတွင်းမှာရှိတဲ့တရုတ်ပိုင်လိုင်းဖြတ်တန်းရာနထိုးကြီးမြို့နယ်အတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကသိရပါဗျ။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအနေနဲ့ မေလ15ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးအတွင်းမြင်းချံနထိုးကြီးတောင်သာနဲ့ငန်းစုံမြို့နယ်တွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီးတော့နထိုးကြီးမြို့နယ်မှာမေလ20ရက်ဒီကနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတာလို့မြို့နယ်ပအဖကပြောပါတယ်လက်ရှိမှာတော့ နထိုးကြီးမြို့အရှိမြောက်ချမ်းမှာရှိတဲ့ဝက်လူးရွာရဲစခန်းနဲ့အရှိချမ်းမှာရှိတဲ့ထန်းစင်ကျေးရွာအနီးမှာရှိတဲ့တရုတ်ပိုင်လိုင်းဆောက်တက်စခန်းတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေတာဖြစ်ပြီးတော့အနီးအနားကျေးရွာကဒေသခံ ထောင်ထဲချပြီးနေရဲစွန့်ခွာ ထွက်ပြေးနေရတယ်လို့သိရပါတယ်စစ်ဘေးရှောင်ပြည်သူတွေကတောထဲတောင်ထဲမှာဖြစ်တယ်လို့နေကြရတယ်။အစားအသောက်တွေနဲ့ရိတ်ခါတွေလိုအပ်နေတဲ့ မိုးဥကာလရောက်လာပြီဖြစ်လို့မိုးကာတွေအထုလိုအပ်နေပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်တိုက်ပွဲတွေကြောင့်ဝက်လူအရှိအလေအနောက်ထန်းစင်နဲ့အနီးအနားကြီးရော်တွေဖြစ်ကြတဲ့ထန်းခွာပေးချက်ကနာဂွေးပင်တော်စတဲ့ကြီးရော်တွေကဒေသခံတွေဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ တိုက်ပွဲဖြစ်ပွားနေချိန်တလျှောက်လုံးမှာစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီးတော့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေအိမ်တွေပြည့်စည်မှုတွေရှိတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်လေရင်မျိုးစုံတုံးတာ Y12 Jet Fighter Mid 35အကောင်တုံးနေတာပါ Y12 လေရင်တွေကတနေကုန်ပတ်ဝဲပြီးဘုံကျဲနေတာပါ နေအိမ်ပြက်စီးမှုတော်တော်ဖြစ်ပွားနေပါတယ်တိုက်ပွဲဖြစ်နေစေဆိုတော့စည်ရင်အတိအကျကိုမသိရသေးဘူးလို့တော်လန်ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ဒီကိုမြင့်ဆောင်အညာမြေစစ်စင်ရဲ့ဧရိယာအတွင်းမှာပါဝင်တဲ့မြင်းချန်တဲ့တောင်တာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတိုက်ပွဲတွေနဲ့ပတ်သက်လို့ပြန်ကြားရေးအဖွဲ့တွေစီကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့တည်င်းထုတ်ပြန်တာမရှိသေးဘူးလို့ဆိုပါတယ်။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့အာနာသိန်းစစ်ကောင်စီကရွှေခေါင်းလောင်းဆရာတော်ခေါ်စိုင်းအေးဆိုသူကိုအမှု6မှုနဲ့ထောင်ဒဏ်16နှစ်နဲ့3လချမှတ်လိုက်တယ်လို့သိရပါတယ်။လူမှုကွန်ရက်ပေါ်မှာခရစ်ချန်ဘာသာရေးအစွန်ရောက်တရားတွေဟောပြောတာနဲ့လူ widetilde များလာတဲ့သူကိုစစ်ကောင်စီကရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့မှာပြီးခဲ့တဲ့2024စက်တင်ဘာလတရက်နေ့ညပိုင်းမှာဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်အမှု6ခုနဲ့တရားစွဲဆိုပြီး၈လနဲ့73ရက်အကြာအမှုစစ်ဆေးပြီးနောက်2025မေလ15ရက်နေ့မှာ ထောင်ဒဏ်တွေချမှတ်လိုက်တာလို့စိုင်းအရဲ့အမျိုးသမီးဆိုသူကလူမှုကွန်ရက်မှာ live လွှင့်ပြောဆိုခဲ့ပါတယ်။ရွှေခေါင်းလောင်းဆရာတော်ကို16နှစ်နဲ့3လအမိန့်ချမှတ်လိုက်ပါတယ်။ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဖျားသခင်ကကျွန်တော်အပေါ်မှာကောင်းမြတ်လွန်ပါတယ်အမှုရင်ဆိုင်နေတာက၈လနဲ့73ရက်ကြာပြီး အမှုပေါင်း6မှုနဲ့တရားဆွဲဆိုထားပါတယ်လို့သူကပြောပါတယ်ဘယ်ပုံမှန်တွင်လဲအမိန်ချမှတ်ခံရတယ်ဆိုတာကိုတော့သူက live stream မှာထည့်သွင်းပြောဆိုတာမရှိခဲ့ပါဘူးလက်ရှိမှာတော့ထောင်နဲ့16နှစ်ကျော်ချမှတ်ခံလိုက်ရတဲ့ချွေခေါင်းလောင်းဆရာတော်ခေါ်စိုင်းအေးဆိုသူကိုကျိုင်းတုံထောင်ကိုပြောင်းရွှေ့လိုက်ပြီလို့လည်းသိရပါဗျ။ ရွှေခေါလောက်ဆရာတော်နမေခန်ဆိုင်အေဆိုသူဟာအသက်50ဝန်းကျင်အရွယ်ရှိပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ကန်နာလုံရွာဇာတိဖြစ်တယ်လို့သိရပါတယ်။ငယ်စဉ်ကထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီးခရစ်ယာန်ဘာသာရေးဆိုင်ရာအယူအဆတွေကနေတဆင်းလူငယ်တွေကိုစီးယုံတာဆင်းရဲနွန်ပါသူတွေကိုငွေလှူပြီးဘာသာရေးမဲဆွဲတာတွေလုပ်နေတယ်လို့ရှမ်းပြည်နယ်ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဆိုင်အေဆိုသူဟာရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီနဲ့ကုတ်ခိုင်မြို့အနီးမှာရှိတဲ့သူတီထောင်ထားတဲ့ဘာသာရဲနမည်ခန့်အကြောင်းမှာစစ်ဘဲတင့်ဒေသတွေကကလေးငယ်တွေမိန်းကလေးတွေကိုခေါ်ယူထားပြီးလူအခွင့်ရေးချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။သူဟာမြန်မာနိုင်ငံဝါဒေသနာဂါဒေသကချင်နဲ့ရှမ်းပြည်နယ်တို့အပြင်တရုတ်နိုင်ငံအထိဘာသာရေးနဲ့ပတ်သက်တဲ့စီယုံမှုတွေလုပ်ခဲ့တယ်လို့စုံစမ်းသိရပါတယ်။ 2023ခုနှစ်မှာမြန်မာနဲ့ထိစပ်နေတဲ့တရုတ်နေဆက်မျိုးမှာရွံငွေတချို့မကောင်းဆိုးဝါးတွေပူးကပ်နေတဲ့ဆိုပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်တရုတ်နိုင်ငံအစိုးရကပြည်နှင်တန်းပေးခဲ့မှုတယ်လို့လည်းအဲ့ဒီဖြစ်စဉ်ကိုသိရှိထားသူတွေကပြောပါတယ်။သူ့ရဲ့ဘာသာရေးလှုပ်ရှားမှုတွေဟာ လွဲမှားပြီးအန္တရာယ်ကြီးမားတယ်လို့ဆိုကာဘာသာရေးအသင်းအဖွဲ့တွေကဝေဖန်ခဲ့ကြပါတယ်2012ခုနှစ်ပတ်ဝန်းကျင်မှာကချင်နှစ်ချင်းခရီးယံအဖွဲ့ချုပ် KBC ကသူတို့ရဲ့ဇုံတွေကိုမလာရောက်ဖို့ဘာသာရေးတရားတွေမဟောဖို့တရားဝင်စာထုတ်တားမြစ်တတိပေးခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်လိတ်ကြကြည်ရွာကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုင်လေကြောင်းကားနဲ့တိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းဒေသခံအမျိုးသားတယောက်သေဆုံးပြီး၅ယောက်ဒဏ်ရာတွေရသွားတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ မေလ16ရက်မနက်10:30မိနစ်20ဝန်းကျင်အချိန်မှာလိတ်ကျကြေးရွာအတွင်းမှာရှိတဲ့ရွှေလုတ်ကွက်တစ်ခုကိုအာနာသိန်းစစ်ကောင်စီက Jet Fighter နဲ့ပေါင်300ဘုံတလုံးကျေးချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာဒေသခံအမျိုးသားတယောက်တေဆုံးသွားတာဖြစ်ပြီးတော့အမျိုးသား3ယောက်ထိဒဏ်ရာရသွားတာပါ။ဒါအပြင်နေအိမ်၃လုံးကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးလည်းပျက်စီးသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ အလားတူမေလ17ရက်နေ့ညနေ9:00နာရီ6မိနစ်အချိန်ကလည်းအဒီလိတ်ကြကြေးရော်ကိုပဲစကောင်စီကလေချောင်းကနေတိုက်ခိုက်ခဲ့ရာအမျိုးသား2ယောက်ဒဏ်ရာတွေရသွားတယ်လို့ဆိုပါတယ်ဒဏ်ရာရသူတွေစိုးရိမ်စရာတော့မရှိပါဘူးအခြေအနေကကောင်းပါတယ်လို့ ပြူးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီတပိတ်ချင်းမြို့နယ်လက်ကျကြီးရော်ကိုတော်လန်ရဲပူပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးတော့မြေပြင်ကနေပြန်ပြီးထိုးစစ်ဆင်နိုင်တာမရှိသေးတဲ့အာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေအခုလိုအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာလို့လည်းသူကဆိုပါတယ်။အနာသိစကောင်စီတပ်ဖွဲ့ဟာတပိတ်ချင်းမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ်နေတာကြောင့်ဒေသခံတွေအနေနဲ့လေကြောင်းအန်ဒီကိုဂယုပြုနေထိုင်ကြဖို့နဲ့န ေအိမ်တွေမှာဘုံခိုကျင်းတွေတူးထကြဖို့တော်လန်ရေးအင်အားစုတွေကတိုက်တွန်းထားကြပါတယ်။ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့နေ့လယ်ပိုင်းအချိန်ကလည်းဒီလိမ့်ကျကြေးရွာမှာရှိတဲ့လူစီကားရနေရာကိုပဲစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေတိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက်ကလင်းငယ်တွေအပါအဝင်ဒေသခံပြည်သူ73ယောက်ထိတေဆုံးခဲ့ရပါသေးတယ်ခင်ဗျာ။အခုတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဂါဇာဒေသအားလုံးကိုထိန်းချုပ်မယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ်ဒီအကြောင်းအပြည့်အစုံကိုဆက်ပြီးကြည့်အောင်ပါခင်ဗျာဂါဇာဒေသတစ်ခုလုံးကိုထိန်းချုပ်သွားမယ်လို့ဂါဇာမှာတိုက်ခိုက်မှုတွေအရှိန်မြှင့်ပြုလုပ်နေတဲ့အချိန်အစ္စရေးကဒိန်းလာနေမှာပြောကြားလိုက်ပါတယ်ဂါဇာဒေသကိုလုံးဝပိတ်ဆို့ထားရကနေအနေငယ်ဖြေလျှော့ပေးလိုက်တဲ့အချိန်မှာနှစ်လအတွင်းပထမဆုံးအနေနဲ့အကူအညီအထောက်ပံ့အနေငယ်ဝင်ရောက်လာခဲ့ပါတယ် မက်လာနှစ်ရက်နေကလေးကအစ္စရေးကအကူအညီထောက်ပံ့နေဝင်ရောက်မှုကိုပိတ်ဆို့ထားတဲ့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဂါဇာမှာရှိတဲ့လူနှစ်သန်းဟာငတ်မွတ်နေပါပြီလို့သတိပေးခဲ့ပါတယ်။လူသားချင်းစာနာမှုအကျက်အသေးကြုံတွေ့နေရတဲ့အပေါ်ဝေဖန်မှုတွေမြင့်တက်လာမှုကိုကြုံနေရတဲ့အတွက်ဂါဇာစီအထောက်ပံ့နေအကန့်အသတ်နဲ့ဝင်ရောက်ခွင့်ပြုမယ်လို့အစ္စရေးကပြောပါတယ်။ ကလေးတွေအတွက်ရိတ်ခါတွေအပါအဝင် အထောက်ပံ့ပစ္စည်းတွေတည်ဆောင်လာတဲ့ပထမဆုံးထရက်ကား၅စီးဝင်ရောက်လာခဲ့တယ်လို့လည်းပြောပါရယ်ထရက်ကားကိုစင်ဝင်ရောက်ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ဒါဟာအရေးကြီးလိုအပ်နေမှုအတွက် သမုတ်တရားတွေကြားတဲ့ရေတစက်မျှသာဖြစ်တယ်လို့ကုလလူသားချင်းစာနာအကူအညီပေးရေးအကြီးအကဲတွန်ဖလက်ချာကကြေညာချက်ထုတ်ပြန်ပြီးပြောပါရယ် ဂါဇာဒေသတွင်ဝင်ရောက်လာတဲ့ထရက်ကားအရေအတွက်ကိုအတိမပြုနိုင်တဲ့ကုလပြောရေးဆိုခွင့်ရှိသူစတက်ဖရက်ဒူဂျာရက်ကတတ်မှတ်ထားတဲ့နေရာမှာဘဲပစ္စည်းကိုမှမချရသေးပါ။မှောင်နေပြီဖြစ်တဲ့အတွက်လုံယုံရေးရစိုးရင်ပူပန်ရတာကြောင့်မချနိုင်ခြင်းဖြစ်ပါတယ်။အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အလုပ်လုပ်လို့မရပါဘူးလို့ပြောကြပါရစေ။ လူအများပြားငတ်မွနေတဲ့ပုံတွေကြောင့်အစ္စရေးရဲ့တရားဝင်စီရေးဆောင်ရွက်ချက်တွေကိုထိခိုက်လာနိုင်တဲ့အတွက်အကူအညီတွေပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်တာလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကပြောပါရယ်အစ္စရေးရဲ့စစ်ပွဲဆင်နွှဲပုံနဲ့ပတ်သက်လို့လည်းဗြိတိန်ပြင်သစ်ကနေဒါနိုင်ငံတို့ကပြင်းထန်စွာရှုံချခဲ့ကြပါရယ်ထိုးစစ်တွေအရှိန်မြင့်နေတာကိုမလျှော့ရင် အခိုင်အမာအေးအေးမှုတွေပြုလို့ရလိမ့်မယ်လို့သူတို့ကတတိပေးခဲ့ပါဗျာ သူတို့ရဲ့ပူးတွဲကြင်ညာချက်ကိုဟာမတ်စ်တို့အတွက်ကြီးမားတဲ့ဆူလဲလို့နေတန်ယာဟုကခေါ်ဆိုခဲ့ပါတယ်။ထိုက်တန်နဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးခဲ့တာပါ။အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစဉ်နဲ့စားအောင်စီစဉ်တွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကို စစ်ကောင်စီတပ်မတ်စဉ်2100ကျပ်ပြင်ပပေါက်စဉ်4460ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတပ်မတ်စဉ်1621ကျပ်ပြင်ပပေါက်စဉ်3453ကျပ်ယူရောပါတယူရိုကိုစစ်ကောင်စီတပ်မတ်စဉ်2360ဒသမ9ကျပ်ပြင်ပပေါက်စဉ်9034ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတပ်မတ်စဉ်63ဒသမ4ကျပ်ပြင်ပပေါက်စဉ်135ဒသမ နှစ်နှစ်ကြာမလေးရှားတပင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်488.83ကြာပြင်ပပေါင်စီ1044ကြာပေါင်စီရှိပါတယ်။ပေါ်ပြပံကွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်ရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စဉ်58.3000ကြာပြင်ပပေါင်စီ 24သိန်း9000ချီယာ55ဘဲတစ်ကြသားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စေ53သိန်း9185ချီယာပြင်ပပေါ့စေ80သိန်း3000ချီယာပေါ့စေရှိပါတယ်။ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်တလီတာကို2320ချီယာ ်ပရီမီယံဒီဇယ်လီတာကို2855ကျပ်အော်ဒိ92လီတာကို2950ကျပ်အော်ဒိ95လီတာကို2805ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6525ကျပ်ပြင်ပပေါ့စီ9000ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမီစီမာပရိုင်တိုင်းမီစီမာသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ကြည့်အားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီစီစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဒမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။